လူပုဂ္ဂိုလ်တဦးအနေနဲ့ဒေါ်လာထရီလီယံဝက်ထိချမ်းသာတဲ့စံချိန်မှတ်တမ်းတကို Elon Musk ကပိုင်ဆိုင်ခဲ့ပါတယ်။ Tesla လျှက်စက်ကားကုမ္ပဏီ SpaceX အာဂါဒအနည်းပညာလုပ်ငန်းစု Starlink ဂျိုရုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ဦးဆောင်သူနည်းပညာလုပ်ငန်းရှင်ကြီးရဲ့ကြော်ဝါမှုဟာ Autova တရက်နှစ်နေ့လယ်ပိုင်းလောက်ကဒေါ်လာ900ဒရမ1ဘီလီယံကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။ဒါဟာဒေါ်လာ1 trillion တနည်းအားဖြင့်ဒေါ်လာဘီလီယံပေါင်း1000ရဲ့ထောက်ဝက်ထီကိုရောက်ရှိလာတာဖြစ်ပြီး တမိုင်းတစ်ချောင်းမှာတော့လူပုတ်ကိုတူဦးတဲ့ကအဲ့ဒီလောက်ကျွဲဝဖူးတာမျိုးမရှိခဲ့ပါဘူး။ဒါပေမဲ့ညနေပိုင်းမှာတဲ့ဒူပိုင်ဆိုင်ထားတဲ့ရှယ်ယာတွေရဲ့တန်ဖိုးအပြောင်းလဲကြောင့်ကျွဲဝမှုတန်ဖိုးနည်းနည်းလျော့ပြီးဒေါ်လာ499ဘီလီယံပိုင်ဆိုင်တယ်ဆိုတဲ့အခြေအနေကိုရောက်ရှိသွားပါတယ်။အဲ့ဒီလိုအခြေအနေတပြေးညီအပြောင်းလဲတွေကိုတော့နမဲကြီးစရင်အင်းမဂဇင်း Force ရဲ့ဘီလီယနာတထည်ကြီးများညွန်ကင်းကဖော်ပြနေတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့ Mars ဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးပုံကိုဆိုတဲ့ဂုံပုံမှာ ပြိုင်ဘက်တွေကိုအပြတ်အသတ်ဖျက်ထားနိုင်စေဖြစ်ပါတယ်။ Force ရဲ့အစီရင်အရ Oregon 2002 Larry Ellison ဟာကမ္ဘာဒုတိယအချမ်းသာဆုံးဆိုတဲ့နေရာမှာရှိနေပြီးဒေါ်လာ350တရမအခွင့်အဘီလီယံပိုင်ဆိုင်တယ်လို့သိရပါတယ်။ဒါဟာ Max နဲ့တော့ဒေါ်လာ150ဘီလီယံလောက်ကွာဟနေစေဆိုတဲ့အထိပ္ပယ်ပါ။ Max ဟာအစိုးပိုင်းကသမ္မတ Donald Trump ရဲ့အစိုးရအဖွဲ့ထဲမှာပါဝင်ခဲ့ပြီးအဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့သူဦးဆောင်တဲ့လုပ်ငန်းတွေရဲ့ရှယ်ယာရှင်တွေကြားမှာ စန့်ကျင်ဝေဖန်တာတွေရှိခဲ့ဖူးပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့နိုင်ငံရေးကိုကြောခိုင်းပြီးစီးပွားရေးကိုပဲအာရုံစိုက်ဖို့သူ့ရဲ့သဘောထားပြောင်းလဲလိုက်ခြင်းအပေါ်ရှယ်ယာရှင်တွေကကြိုဆိုခဲ့သလို Tesla ရဲ့ရှယ်ယာတန်ဖိုးတွေလည်းတက်ရိပ်ပြန်ပြလာခဲ့ပါတယ်ရှင်။